ယေရှုခရစ်တော်အဖြစ်ဖျံသခင်ရွေးကောက်ထားတဲ့မိသားစုတယောက်စတိုင်ကိုမင်္ဂလာနေ့သစ်လေးပါလို့နှုတ်ခွန်းဆက်တက်လိုက်ပါတယ်။ဒီကနေ့27ရက်6လ2025စနေနေ့ယနေ့တိကျနေ့တည်းမှာသာရဖျာသည်တင့်ကိုကောင်းချီးပေး၍ဆာမတော်မူပါစေသော။သာရဖျာသည်သင်၌မျက်နှာတော်အလင်းကိုလွတ်၍ဂယူနာယေရှုပြုတော်မူပါစေသော။သာရဖျာသည်တင့်ကိုမြတ်ကြီး၍ချမ်းသာပေးတော်မူပါစေသော။အာမင်။ခြေရမိသားစုများဒီကနေ့ဟေရှာနဂရီကျမ်းခန်းကြီး40အခန်းငယ်28 29ကိုအတူတူပါဆင်ခြင်ခွင့်ပြုကြပါစို့။ ထာဝရဖျားသည်အစဉ်အမြဲတည်တော်မူသောဖျားသခင်ဖြစ်ကြောင်းကို၎င်းမြေကြီးဆွန့်တိုက်အောင်ဖန်ဆင်းတော်မူသောအရှင်ဖြစ်ကြောင်းကို၎င်းမောရမှုချင်းပင်မတော်မူခြင်းမရှိစိတ်ရွမကုန်နေသောညာနှင့်ပြည့်စုံတော်မူကြောင်းကို၎င်းသင်သည်မသိမကြားဘူးသလားထိုဖျားသည်မောသောသူတို့အားခွန်အားကိုပေးတော်မူ၏နွမ်းနယ်သောသူတို့အားအစွမ်းသက်တည်းနှင့်ပြည့်စုံသောအခွင့်ကိုပေးတော်မူ၏ဟာလေလုယာရှင်ရမတဆူမြာမမြင်ရပေမဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားသခင်က ထာဝရဖရာဖြစ်တယ်အစင်အမြဲတည်တဲ့ဖရာဖြစ်တယ်မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းတဲ့ဖရာဖြစ်တယ်မောချင်းပင်ပန်းချင်းလုံးဝမရှိဘူးစိတ်ရမကုန်နိုင်သောညံနဲ့လည်းပြည့်စုံတဲ့ဖရာဖြစ်တယ်အဲ့ဒီဖရာကတဲ့မောတဲ့သူကိုခွန်အားပေးတယ်နွဲ့နေတဲ့သူကအစွမ်းတတ္တိနဲ့ပြည့်စုံအောင်ဖွင့်ဖို့ပေးတယ်ဒီမဲ့ဆင်ချင်ဖို့ကဘာလဲဆိုတော့မြေကြီးစွန်းတိုင်အောင်ဖန်ဆင်းတာဖြစ်တဲ့အတွက်ကြောင့် သင်ရှိတဲ့နေရာလူသိတယ်သင်ရှိတဲ့နေရာလူမရောက်ပေမဲ့လူနဲ့ဝေးပေမဲ့အကူအညီတောင်းတဲ့သူတွေနဲ့ဝေးกว่าပေမဲ့ဖုန်းလိုင်းမရပေမဲ့ဖယားရဲ့လိုင်းတော့သင်နဲ့အမြဲတမ်းရှိပြီးတော့မှဆက်သွယ်လို့ရတယ်ဘာကြောင့်လဲဆိုတော့ပင်နေတဲ့မြေကြီးစွန့်ထီကိုသူကဖန်ဆင်းတဲ့ဘုရားဖြစ်လို့ဟာလေလုယာဆိုတော့အဲ့ဒီဘုရားကတဲ့မောချင်းပင်မချင်းမရှိဘူး ကျွန်တော်လူကိုအားကိုးတဲ့အခါမှာလေမိတို့ကကူညီရတာတော်တော်မောပြီကွာဆိုတာဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကမောခြင်းပင်မခြင်းလုံးဝမရှိတဲ့ဘုရားဖြစ်တယ်။ဟာလေလူရ။ပြီးတဲ့အခါမှာတဲ့စိတ်ရမကုံနိုင်တော့ညံနဲ့ပြည့်စုံတယ်။ခြေရမိသားစုများကျွန်တော်တို့တယောက်စီတိုင်းကိုသူဖန်ဆင်းတာကိုကြည့်လိုက်။ကျွန်တော်တို့အခုဒီလက်ဘွေတွေကပောင်မှာလူသံပေါင်းမနေဘူး။သေဝရလူလက်သံပေါင်းမနေဘူး။ အယောက်စီတန်းရဲ့လက်ဝင်မတူအောင်သူဖန်ဆင်းထားတဲ့ဆိုတာစဉ်းစားကြည့်တော့အဲ့ဒီညံဘလောက်ကြီးမလဲလူတယောက်ကသင်ကိုကဲလူအယောက်တရာရဲ့လက်မလက်ဝေးမတူအောင်အယောက်တရာဆွဲပါဆိုရင်ဘယ်လိုဆွဲမလဲဒီအုံတော့ကမလွယ်ဘူးပူပြီးဒါမဲ့သူရဲ့ညံတော်ကစစ်မကုန်တဲ့အခါမှာလေသင်နဲ့ကျွန်တော်တို့အတွက်သူထားရတဲ့အကြံအစီကသူနဲ့မတူအောင်အခြားလူနဲ့မတူအောင်သူပြင်ဆင်ထားရရှိတယ် ဆိုအဲ့လိုပြင်ဆင်ထားတာကိုသူသင်မသိဘူးသူ့ကိုမကိုးစားဘူးဆိုရင်တော့သင်ခံစားမို့ဟောငါเจ้าမှာဒီလိုဖြစ်ရသလားငါ့ကိုဖျားဒီလိုပဲဖန်ဆင်ထားတာလား नो မဟုတ်ဘူးအဲ့ဒီဖျားကားတဲ့အောက်မှာမောတဲ့သူကိုခွာပေးတဲ့ဖျားဖြစ်တယ်ဟာလေလူးယားသင်မောနေသလားဘဝခီးမှာအရင်မောနေပြီလားသူကခွာပေးတယ်နွမ်းနေပြီလားအစွမ်းတက်တိနဲ့ပြည့်စုံနေတာစေးနိုင်တာသူပဲကျွန်တော်တို့အာဇီတောက်တဲ့အခါမှာပြည့်တော့ပြည့်လာတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အသက်တာထမအပြည့်ဝချင်းမဟုတ် ဒါပေမဲ့သူရဲ့ဖြစ်ပြီးချင်းကိုတကယ်ရရှိတဲ့အခါမှာဘဝရဲ့အသက်တာထမလေးဟိုးတကယ်ပဲရှစ်ဆက်နေမဲ့ခကြီးစင်တွေကခွန်အားအပြည့်အဝညွန်လင့်ချင်းအပြည့်အဝနဲ့ကျွန်တော်တို့ဆက်သွားနေမှာဖြစ်တယ်ဒါကြောင့်မလို့အဲ့ဒီဖျားသခင်ကကျွန်တော်တို့ရှိတဲ့နေရာတိုင်းကိုမှတ်စာပေးနိုင်တဲ့ဖျားဖြစ်တယ်ဆိုတာကိုဒီနေ့ငုတ်ပတ်တော်အဖြစ်မြတ်တန်နေဝင်ကြတဲ့တင်းကိုဖျားသခင်တာ၍ကောင်းချီးပေးပါစေအာမင်